မင်္ဂလာပါရှင်2025ခုနှစ်မတ်လ27ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့အမှုမှုပါရှင်။အင်းတော်ကိုစစ်ကူလာတဲ့အင်အား150ပါစစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိမ်းဆီးရရှိလိုက်ပါတယ်။ဖားကန့်နှံ့ပေါ်မှာနုံကန်ပေါက်ကြသွားပါတယ်ရှင်။ တဝယ်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သားများပြစ်ခတ်ခံရပြီး၃ဦးသေဆုံးခဲ့ပါတယ်။စစ်မှုထမ်းစင်ခေါ်ရေးမှာငွေကြေးမှတ်တမမှုတွေရှိနေကြောင်းဒုစစ်ခေါင်းဆောင်ကဝန်ခံလိုက်ပါတယ်ရှင်။ကြောက်ကြီးကြိုက်ထုံနဲ့ကလေးမြို့နယ်တို့မှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ပြည်သူ၂ဦးဒဏ်ရာရရှိပြီးနေအိမ်များပျက်စီးသွားပါတယ်။ကဏီမှာတပ်အပြောင်းလဲလှုပ်ဖို့လာတဲ့ စစ်တပ်ရဟတ်ယာဉ်ကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ရမှာလူမတင်နိုင်ပဲပြန်မောင်းပြေးခဲ့တယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်တဲ့ရင်တပုတ်အနေနဲ့စကိုင်းတိုင်းအင်းတော်မြို့နယ်ကိုစစ်ကူလာတဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကအရာရှိနဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကလက်နက်54လက်သိမ်းဆီးရရှိခဲ့ကြောင်း အမတ်စ်စစ်ဒေသကသတင်းထုတ်ပြန်ကြေညာထားပါတယ်။ မတ်လ15ရက်နေ့မှာစကိုင်းတိုင်းအင်းတော်မြို့နယ်အစပ်ကတားမြို့နယ်ပင်လွရွာအနီးပန်းတောင်ကြီးပန်းတောင်လေးမှာကတားမြို့ခလာရ339မှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်အဲ့ဒီစစ်ကြောင်းမှာဘုံမူလင်းထက်ဦးစီးပြီးခမာရ136ခမာရ339ခလာရ6တို့ပူးပေါင်းထားတဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါရယ် စစ်ကောင်စီရဲ့ပူပေါင်းစစ်ကြောင်းကို KIA KPDF ကတာခရိုင်တရင်တင်မိုတာတိုင်းနယ်ပါကာဖနဲ့ကတာမြို့နယ်ပါကာဖပူပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်ကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်ဒါပြင်စစ်တုပ်ပန်းအဖြစ်စစ်သား32ဦးကိုဖမ်းဆီးရမိထားပြီးတော်လန်ရေးရဲဘော်တို့ကြဆုံခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီထံမှလက်နက်54လက်သိမ်းဆီးရရှိရာမှာ MA1 26လက် MA2 6လက် MA3 12လက် MA4 3လက် MA11 လက် MA15 တလက် Anti Drone Gun တလက် MA10 ဘုံဒီ38လုံး MAG 8000တောက် MA15G 2000တောက်60မမဘုံဒီ18လုံး GA 113ခုကြော်ပိုးချံမာတစ်ခုဆက်သွယ်ရေးဆက်တလုံးအထိုင်ဖုန်းတလုံးကြီကအုတ်ထုတ် ဆက်နှလုံးတင်စီရမိကြောင်းသိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဖားကန်းမြို့နတ်မော်ကျေးရွာမှာဒီမနက်၈နာရီဝန်းကျင်နှွန်ကန်ပေါကြပြီးလမ်းမပေါ်နှွန်ရှံကျလာတာကြောင့်လမ်းတွေသွားလို့မရပဲပိတ်မိနေတာကိုဗီဒီယိုမှတ်တမ်းနဲ့တကွတွေ့ရပါရရှင်။

ညောက်မှာဟေးကိုချောက်ဖို့တော့ကောင်းတယ်ပြောပါပြောပါအဲ့ငါဆိုင်တော့မရှိတော့ပါဘူးနော်ဟိုးအဲနောက်နောက်ဆက်ကြအောင်လို့ရတယ်ဆလဘီတနင်္လာရီတိုင်းဒဝယ်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုမတ်လ16ရက်နေ့မနက်7:00နာရီခန့်ကပြစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့တယ်လို့ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒဝယ်မြို့နယ် ဖျားမဲစစ်ကောင်စီစစ်စေးရေးဂိတ်အနီးကတဝယ်နည်းပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဈေးဝယ်ထွက်လာချိန်လန်ခုလက်မှာစီးနှင်းပြတ်ခတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး G3 နှစ်လက် G4 တစ်လက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရရှိတယ်လို့လည်းဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကိုတဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် GLA ရဲ့ ဒူရကစစ်ကြောင်းဥဆောင်မှုနဲ့ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးကိုအချိန်မြင့်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးကိုအထူးသတိပြုသွားလာကြရန်သတိပေးထားပြီးတော်လန်ရေးစစ်ရေးအချိန်အဟုန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်ရက်တီလိုတဲ့စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူရင်ခွင်ခိုလုံကအမြန်ဆုံးပူးပေါင်းကြဖို့တိုက်တွန်းထားပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တချို့ဟာဥပဒေအတိုင်းမလုပ်ဘဲငွေကြေးမတမာမှုတွေရှိနေတဲ့အတွက်စုဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတွေဟာအခက်ခဲအကျက်တဲတွေကြုံတွေ့နေရတယ်လို့စစ်ရှုံးကောင်စီရဲ့ဒုတိယဥက္ကဋ္ဌစိုးဝင်းကမတ်လ20ရက်နေ့မှာပြောပါတယ်။ရှမ်းပြည်နယ်ကလောမြို့ကတမိသားစုဝင်တွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့တာဖြစ်ပြီးစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တချို့ရဲ့ငွေကြေး မတမာမှုကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုနိုင်စင်နဲ့အမျှဖြေရှင်းနေရတယ်လို့လဲဆိုပါတယ်။ဒါကြောင့်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့အစင်းစင်ရဲ့မာယွန်းနဲ့လောက်ရက်တွေတွေ့ရှိရင်အချိန်နဲ့တပြေးညီတင်ပြကြဖို့ဒုစစ်ကောင်ဆောင်ကတိပေးထားပါတယ်။စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းအစီအစဉ်တွေကြောင့်ဒေသအသီးသီးမှာစစ်မှုထမ်းကြီးလှဆင်ပေးဆောင်ရတာစစ်မှုထမ်းလူစားထိုးဖို့ငွေကြေးပေးဆောင်ရတာနဲ့စစ်မှုထမ်းဖို့ဖန်စီပြဲနောက်ငွေကြေးနဲ့ပြန်လည်ရွေးယူရတာ တဲ့ဖြစ်ရတွေရှိနေတယ်လို့ကိုယ်တိုင်တွေ့ကြုံနေရတဲ့စစ်မှုထမ်းမိသားစုဝင်တွေက ပြောပါတယ်စစ်ကောင်စီအကြီးအကဲတွေကစစ်မှုထမ်းကိစ္စစက်မှတ်ဖို့တိုက်တွန်းပေမဲ့လက်တွေ့မှာခက်ခဲနိုင်တယ်လို့စစ်တပ်အရာရှိ ဟောင်းတူက RFC သတင်းဌာနကိုပြောပြထားတာလည်းတွေ့ရပါတယ်အရင်ကတည်းကခွဲရန်အမိတ်ကထွက်ပြီးသားတရင်တရင်ကိုဘလောက်ဆိုတာအခုဆိုပိုဆိုးလာတာပေါ့သူကလူကြီးဆိုတော့ policy အရပဲပြောပေမဲ့ ောက်ချိန်မှာတော့လှုပ်ချင်တိုင်းလှုပ်နေကြတာပါပဲစစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်စစ်မှုထမ်းတင်တန်း7ကြိမ်အထိခေါ်ယူထားပါတယ်လက်ရှိမှာအမတ်စဉ်8အထိတင်တန်းဆင်ထားပြီး8တန်းတက်စကန်တွေနဲ့စစ်မြေပြင်တွေစီဆင်လွတ်ခဲ့တယ်လို့စစ်မှုထမ်းတပ်သားတွေကပြောပါတယ်ရှင်ဆက်လက်ပြီးဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ကြကြောင်းပြည်သူ၂ဦးတန်ရာရရှိခဲ့ပြီးနေအိမ်တွေပျက်စီးခဲ့ကြောင်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ18ရက်နေ့အကြံဖတ်စစ်ကောင်စီတပ်ကကြောက်ကြီးမြို့နယ်နတ်တန်ကွင်းစခန်းမှာ120မမလက်နက်ကြီးနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာဖိုးတကျေးရွာနဲ့ချောင်းဝကျေးရွာတွေထဲကိုကြားရောက်ပောက်ကွဲခဲ့ပြီးကျေးရွာနေပြည်သူအသက်60နှစ်အရွယ်ဒေါ်လလထွေးနဲ့အသက်32နှစ်အရွယ် မဆူဆူမှာတို့ကြီးကြိုက်တန်ရာရရှိခဲ့ပါတယ်။ဒါအပြင်ပြည်သူပိုင်နေအိမ်လေးလုံးလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။အလားတူမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်ရှုံးကောင်စီကလက်နက်ကြီး drone နေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တော်မီလောင်ကျွမ်းခဲ့ကြောင်းလည်းသိရပါတယ်။မတ်လ15ရက်နေ့နနက်10:45မိနစ်အချိန်အမတ်တရား22မှာ အခြေချထားတဲ့စစ်တပ်ကကွာလီရေကန်ကုန်းကနေ လက်လုတ်အသေးခံ drone တစ်စီးလွတ်တင်ပြီးတိုက်ခိုက်ခဲ့ရာဝင်းကလောကျေးရွာအုပ်စုမဲယုံကြီးရွာနဲ့ကတိုင်းတုတ်ရွာအကြားကြောက်မဲဟောင်းနေရာကိုကြာရောက်ပောက်ကွဲခဲ့ပြီးတုံးပြီးလောင်ကျွမ်းခဲ့ကြောင်းလည်းသိရပါတယ်။မတ်လ16ရက်နေ့မိုးလဲတနားရီ9မိနစ်အချိန်မှာအကြံဖတ်စစ်တပ်ရဲ့အမှတ်330အမြောက်တပ်ကစင်တွင်းရွာအနီးမှာရှိတဲ့ပြည်သူတွေရဲ့လုပ်ငန်းခွင်ထက်ကိုတနက်ကြီးတလုံးပြစ်ခတ်ခဲ့ကြောင်းလည်းသိရပါတယ်။ ။ဒါပြင်စကိုင်းတိုင်းကလေးမြို့နယ်မှာရှိတဲ့ကျေးရွာတရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဗုံးကျဲခဲ့ကြောင်းကျေးရွာပြည်သူတွေကပြောပါတယ်။မတ်လ20ရက်နေ့ည7:30မိနစ်အချိန်မှာစော်ပွားရေရှင်ရွာကိုအကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်းမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ကနီးမြို့ဘောလုံးကွင်းကိုတပ်ပြောင်းလဲပြုလုပ်ဖို့လာတဲ့ရဟတ်ရင်ကိုမတ်လ16ရက်နေ့မှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်အရာရှိတွေတပ်အပြောင်းလဲလုပ်ဖို့အတွက်လာရောက်စဉ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအရာရှိတွေကိုမတင်ဆောင်ရသေးပဲအရေးပေါ်ပြန်လဲထောက်ခွာခဲ့ကြောင်းလဲသိရပါတယ်။ပောက်ကွယ်မှုကြောင့်ထိခိုက်မှုရှိတော်လဲအသေးစိတ်စုံစမ်းနေစေဖြစ်ကြောင်းဖော်ပြထားပါတယ်ရှင်။တပ်တွင်သတင်းတစ်ခုအရနာမခတိုင်းမူဝက်ဘလူး မြို့မင်းထွေကျောင်းသားဘဝကကနီးမြို့အထကမှာပညာသင်ယူခဲ့တာကြောင့်တိုက်ခိုက်ခံရမှုကိုဒေါပွားနေတယ်လို့တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ KLG PDF ကြောက်လုံးကြီးကအသိပေးထားပါတယ်ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်